အဖွဲ့အစည်းဗဟုပြုမှု organization နဲ့ centric တွေကြောင်းတော်လှန်ရေးကိုနှောင့်နှေးစေနိုင်တယ်လို့ Greeny အမျိုးသားများကကွေတဲ့ KND ရဲ့ဒူစီဦးစီးချုပ်မှာဝီကပြောကြားခဲ့ပါတယ်အဆိုပါပြောကြားချက်ကိုစက်တမ28ရက်နေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာပြုလုပ်တဲ့ကရယူရဒီကူပွဲတော်မှာအမစကားပြောကြားနေစဉ်ထက်တွင်ပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာခရီးပြည်နယ်အတွင်း ပြည်သူလူထုထံကရရှိတဲ့အခွန်ငွေတွေရဲ့60ရာခိုင်နှုန်းနီးပါးကိုကာကွယ်ရေးအတွက်အုံပြုထားတာဖြစ်ပြီးအဲ့ဒီငွေတွေကိုစစ်ရေးအတွက်တစုတစီတဲ့အုံပြုဖို့လိုအပ်တယ်လို့ပြောကြားထားပါတယ်။အဲ့ဒီအခြေအနေတွေရပ်တန့်ရေးအတွက်ဂရင်းအမျိုးသားများကာကွယ်ရေးတဲ့ KND ရဲ့အနေနဲ့စူးစမ်းဆောင်ရွက်နေပြီးပြည်သူတွေကလည်းဝိုင်းဝန်းတိုက်တုံကြဖို့တောင်းဆိုထားပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်ကိုအနိုင်ရရှိရတဲ့အတွက်တော်လင်းရေးတပ်ဖွဲ့တွေအပါအဝင် ပြည်သူလူထုအနေနဲ့စီလုံးမှုရှိရမှာဖြစ်ပြီးပြည်내အတွင်းမှာရှိတဲ့အရင်းမြစ်တွေအားလုံးကိုကောင်းမွန်စွာအသုံးချနိုင်မှသာတော်လည်ရအောင်မြင်နိုင်မှာဖြစ်တယ်လို့ KNDF ဒုစီဦးစီးချုပ်ကဆိုထားပါတယ်ရှင်။